ဒီနေ့တော့ two column အသုံးပြုတဲ့ function ပုံစံလေးကိုရှင်းပြပေးပါမယ်။ two column function က Excel 365 version မှာပဲအသုံးပြုလို့ရနိုင်မှာပါ။အဲ့တော့ two column function ကိုဘယ်လိုနေရာမှာအသုံးပြုလို့ရမလဲဆိုတော့အခုဆိုရင် အာ colon abcd colon လေးခုမှာဒီလို data တွေရှိနေတယ်10 1 10 2 10 3 10 4ဆိုပြီးတော့တင်းမှန်ပါတယောက်ချင်းစီရဲ့နာမည်တွေဒီအခုလိုမျိုး colon လေး colon မှာရှိနေတယ်အဲ့တော့အဲ့ဒီ colon လေး colon မှာရှိနေတဲ့ data တွေကိုပေါင်းပြီးတော့ colon တစ်ခုထဲမှာပဲတင်းမှန်ပါတွေကို မြင်ချင်တယ် ဲ့တော့ multiple column မှာရှိနေတဲ့ data တွေကို single column တစ်ခုတည်းမှာပဲမြင်ကျင်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုး data reshape လုပ်ဖို့အတွက်ဆိုလို့ရှိရင် two column ဆိုတဲ့ function လေးကို အသုံးပြုပြီးတော့ data reshape လုပ်လို့ရပါတယ်။ data ပုံစံပြန်ပြောင်းလို့ရပါတယ်။အဲ့တော့ two column လေးတုံးကြည့်ပါမယ်။ အဲ့ဒီမှာဆိုလို့ရှိရင် column 4 column ရှိရယ် column 4 column ဒီ4 column က data တွေကို single column တစ်ခုထဲမှာပဲလိုချင်တယ်ဆိုလို့ရှိရင်အသုံးပြုရမယ့် function ဒီ two column ဖြစ်ပါတယ်အဲ့တော့ two column ကိုအသုံးပြုမယ်ဆိုရင်တကယ်တမ်းမထက်မဖြစ်ထည့်ပေးရမယ့် argument ကတစ်ခုထဲပဲရှိပါတယ်အဲ့ဒါကတော့ array ပါ array ဆိုတော့ကိုက single column အဖြစ်နဲ့ပုံစံပြောင်းခြင်းနဲ့ cell range ကဘယ်မှာရှိတယ်လဲအဲ့ဒီ cell range တွေကိုဆက်လက်ပေးရမှာဖြစ်တယ်အဲ့တော့ကိုဒီ detail member တွေအကုန်လုံးကို column 4 column အနေနဲ့ပြန့်ကျဲနေတဲ့ detail member တွေအကုန်လုံးကို column တစ်ခုအမြင်နဲ့ပဲမြင်ချင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ A22 D7 ကို selection ပေးလိုက်မယ် green page enter ဒါဆိုလို့ရှိရင် column 4 column မှာရှိနေတဲ့ data တွေဒီ column တစ် column ထဲမှာပဲအခုလိုမျိုး single column ထဲမှာပဲမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးက two column ဆိုတာလေးကိုအသုံးပြုပြီးတော့မှအလုံးလုံးလိုက်တာဖြစ်ပါတယ်အဲ့တော့ two column မှာရှိရဲအနောက်က argument လေးတွေရဲ့အသုံးပြုတဲ့ပုံစံလေးကိုပြောပြပါမယ်။အော်အခုဆိုရင်ဒီကိုယ့်ရဲ့ range ထဲမှာမူရင်း range ထဲမှာဒီလိုမျိုး blank square တွေရှိနေရပါတော့။အော်ဒီလိုမျိုး blank square တွေရှိနေတယ်ဆိုလို့ရှိရင် အခုပုံစံအတိုင်း formula လေးကိုရေးခဲ့ပြီးတော့ enter ခောက်လိုက်မယ်ဆိုရင်သူဒီအဲ့ဒီ blank 10ခွက်တွေပါအပါ ဒီ single column ထဲမှာပြပေးနေမှာဖြစ်တဲ့အကယ်၍များကိုကဒီ blank ဆဲခွက်တွေကိုမလိုချင်ဘူးကိုပေးထားတဲ့ range ထဲမှာ blank ဆဲခွက်တွေများရှိနေခဲ့တယ်ဆိုရင်အဲ့ဒီ blank ဆဲခွက်တွေကိုဖယ်ချင်တယ်ဆိုဘာလုပ်လို့ရလဲဆိုတော့ဒီ two column function တွေကမှာ second argument ရဲ့ ignore ဆိုတဲ့နေရာမှာသက်ဆိုင်ရာ value ကိုရွေးလို့ရပါတယ်အဲ့တော့ဘာမှမထည့်ဘူးဆိုရင်တော့ default အနေနဲ့သူက value အကုန်ကိုပြပေးနေမှာဖြစ်တယ် selection ပေးထားတဲ့ range တွေက value အကုန်ကိုပြနေမှာဖြစ်တယ် မဟုတ်ဘဲနဲ့ဝမ်းကိုသာရွေးမယ်ဆိုရင် ignore blank အဲ့တော့ selection ပေးထားတဲ့ cell range တွေမှာ blank ပါနေတယ်ဆိုရင်အဲ့ဒီ blank data တွေကိုသူဖယ်ပေးမှာဖြစ်တဲ့ enter ခေါက်လိုက်မယ်ဒါဆိုရင် blank cell ွက်တွေဒီ data တွေမှာမြင်ရတော့မှာမဟုတ်ဘူးအဲ့တော့ဒါက ignore blank လုပ်လိုက်တာပါနောက်ခုနောက်ခုကကြတော့အာခဲရစ်များကိုယ့်ရဲ့ data မှာအခုလိုမျိုး error ဆဲခွက်ရှိနေတယ် error ဆဲကွက်ရှိနေတယ်အဲ့ဒီ error ဆဲကွက်ဒီကို selection ပေးထားတဲ့ range အတွင်းထဲမှာရှိနေတယ်ပြီးတော့ဒီမှာကိုထည့်ထားတဲ့ argument ကကုတ်နံပါတ်1ကိုပဲသုံးထားတယ်ဆိုရင်သူက blank ပဲဖယ်ပေးတယ်အဲ့ဒီ error ဆဲကွက်ကိုဖယ်ပေးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့အခုလိုမျိုး error ဆဲကွက်ပါဒီ column ထဲမှာမြင်နေရတယ်အဲ့တော့ကိုက error ဆဲကွက်ကိုလည်းမမြင်ချင်ဘူး အဲ့ဒါကိုလည်းဖဲ့ကျင်တယ်ဘလန့်ဆဲခွက်ကိုလည်းဖဲ့ကျင်တယ်ဆိုရင်ဘာခုတ်ကိုသုံးရမလဲဆိုတော့ဒီမှာရှိရာ0 1 2 3မှာမှာ1ဆိုရင်ဘလန့်ဆဲခွက်ကိုဖဲ့မယ်2ဆိုရင် error ဆဲခွက်ကိုဖဲ့မယ်3ဆိုရင်ဘလန့်က error ဆဲခွက်ကိုဖဲ့မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကုတ်နံပါတ်3ကိုသုံးမိရမယ် enter ဒါဆိုလို့ရှိရင် သူဒီ error ဆဲခွက်တွေပါ အခုလိုမျိုးဖဲ့ပြီးသွားမှာဖြစ်တယ် ပြီးတော့နောက်ဆုံး argument နောက်ဆုံး argument ကကြတော့ scan by column အဲ့တော့ scan by column မှာဆိုရင် value နှစ်ခုရှိရယ် false ရယ် true ရယ်နှစ်ခုရှိပါတယ် default အနေနဲ့ဆိုရင် false false ကသူ့ဒီဘာလုပ်ပေးမှလဲဆိုတော့ scan by row scan by row ကကြတော့သူဒီ default အနေနဲ့ true ဆိုရင် scan by column ဖြစ်နေပါအဲ့တော့ default ဖြစ်နေတဲ့ false ရဲ့အနေထားလေးကိုတစ်ချက်ကြည့်ကြည့်မယ် အဲ့တော့ force ဖြစ်နေတဲ့အချိန်မှာဆိုရင် သူက single column ကို reshape လုပ်တဲ့အချိန်မှာသူဒီမှာရှိရဲ့ cell range ကိုသူဘယ်လိုလာပြရလဲဆိုတော့ပထမဆုံးပြင်ရတဲ့ဒီ sequence anna ဆိုရဲ anna snelling ဆိုတာကိုသူအရင်ပြရဲပြီးပြီဆိုလို့ရှင် memejon ဆိုပြီးတော့သူဒီမှာလာတယ်ပြီးရင် don country ဆိုပြီးတော့လာတယ် now caro thompson ဆိုပြီးလာတယ်အဲ့တော့ ထမအောင်ဆုံး first row မှာရှိတဲ့ data တွေကို အရင် သူဒီမှာထည့်ပေးတယ်ပြီးပြီဆိုတော့မှ second row က data တွေကို သူကဒီလိုမျိုးလေးပြပေးလိမ့်မယ်အဲ့တော့ဒါဒီ scan default အနေနဲ့သူ့ရဲ့ go scan by row ကအလုပ်လုပ်သွားတဲ့ပုံစံမှာ scan by row ဆိုလို့ရှိရင် သူဒီ value တွေကို row တစ် row ချင်းစီအရင်ပြီးအောင်ဒီမှာ ဖြည့်တယ်ပြီးပြီဆိုတော့မှ now row တစ်ခုလာတယ် again မဟုတ်ပဲနဲ့ကိုက true ကိုသုံးလိုက်မယ် true ဆိုရင် scan by column မှာ scan by column ဆိုသူဘယ်လိုအလုပ်လုပ်မလဲဆိုတော့ တကောလန်စာလုံးရဲ့ data တွေကို အရင်ဦးဆုံးသူဖြစ်ရဲ့အနာလာမယ်ပြီးရင် CC လေးလာမယ်ပြီးပြီဆိုလို့ရှိရင် varsi ဆိုပြီးတော့လာလိမ့်မယ်အဲ့တော့သူဒီ D first column မှာရှိတဲ့ data တွေကိုသူအရင်ဖြည့်တယ်ပြီးပြီဆိုတော့မှ second column က data ကို သူကဖြည့်ပေးသွားလိမ့်မယ်အဲ့တော့ကိုက single column ကို reshape လုပ်တဲ့အချိန်မှာ ကိုရဲ့ value တွေကိုဘယ်လိုပုံစံနဲ့မြင်ချင်တာလဲ row တစ်ခုချင်းစီတစ်ခုချင်းစီက data တွေကိုဆွဲထုတ်ပြီးတော့မှကြည့်ချင်တာလားဒါမှမဟုတ် column တစ်ခုစာက data တွေကို အရင်ဆွဲထုတ်ပြီးနောက်ကောလံကဒေတာကိုဆွဲထုတ်တာမျိုးဒီလိုပုံစံနဲ့လိုချင်တာလားဆိုတာကို third argument မှာဒီလိုပုံစံအတိုင်း formula လေးပြင်ပြီးတော့ရေးလို့ရပါတယ်အဲ့တော့ဒါက two column function ကိုအသုံးပြုပြီးတော့မှ data တွေ reshape လုပ်လိုက်တာပါအခုလိုမျိုး multiple column တွေဖြစ်နေတယ် column တွေပြန့်ကျဲနေတယ်ဆိုတော့အခါမျိုးကြာရင်တစ်ခါတည်းရမှာ data analysis လုပ်ဖို့အတွက်ကနည်းနည်းခက်ခဲတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကိုက multiple column ဖြစ်နေတဲ့ data တွေကို single column ဖြစ်အောင်လို့ reshape လုပ် reshape လုပ်ပြီးတော့မှသူ့ရဲ့သက်ဆိုင်ရာ analysis တွေကိုလွယ်လွယ်ကူကူလုပ်လို့ရနိုင်မှာဖြစ်ပါတယ်